ကျမ်းမာတော်မူကြပါစေခင်ယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ29ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့နောင်ချိုမြို့ကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတိဟသူရဘွဲရဘုံမူကြီးအင်းမင်းအောင် drone boom ထိမှန်၍ ြင်းထန်ဒဏ်ရာရကနေပြည်တော်ကိုပူဆောင်စည်းကူတနေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုစစ်တပ်ကဒိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်မှတီးရသူရဘွဲရဘုံမူကြီးအမင်းအောင်မှဒရုန်းပုံးထိမှန်၍အပြင်းထန်ဒဏ်ရာရကနေပြည်တော်ကိုပြန်လည်ပို့ဆောင်ကစေကူတနေရကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLE မှတရင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောဆိုပါတယ် လွန်ခဲ့တဲ့လကတရားသူရပွဲရဘုံမူကြီးအေမင်းအောင်ဟာတော်လန်ရေးတပ်ဖွဲ့များကလွတ်တင်တဲ့ drone ကိုထွက်ကြည့်စင်မှာဘုံကြောက်ပေါက်ကွဲခဲ့ပြီးဒဏ်ရာရရှိခဲ့ကနေပြည်တော်ကိုအရေးပေါ်ပြန်လည်ပို့ဆောင်စေကူတမှုခံယူနေရကြောင်းအဆိုပါဘုံမူကြီးဟာတရားသူရပွဲကို2019-2020ခုနှစ်ရခိုင်ပြည်ပုံနှကျွန်းမြို့နယ်ဗုဒ္ဓကျေးရွာအနီးတိုက်ပွဲမှာအေအေကိုခုခံတိုက်ခိုက်မှုကြောင့်2021ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ NLD အစိုးရကစစ်တပ်ရဲ့ထုတ်ခံမှုနဲ့တရားသူရပွဲကိုအနှင်းပေးခဲ့ကြောင်းသိရှိရပါတယ်။ နောက်ချိုမှာတော်လန်ကြီးတပ်များရဲ့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိခဲ့တဲ့တိဟသူရပုံမူကြီးအိမင်းအောင်မှာစစ်တကတူအပတ်စဉ်44မှာဖြစ်ကြောင်းသိရှိရပါတယ်။ဒါ့အပြင်ယမန်နေ့ဇွန်လ26ရက်နေ့နောင်ချိုမြို့နယ်နောင်ဖာညံတော်လုံစုံအုံမကားနဲ့နောင်လင်းကြီးရွာတို့မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားနေချိန်မှာစစ်တပ်ဘက်မှလက်နက်ကြီး80လုံးနဲ့ drone ဘုံ32လုံးတို့ကိုပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အခြေအနေကမုံမလင်းသေးဘူးကြံ့နေပြီးကန်ကြီးဘက်ကနေထူတာ ဗန်ပွေးကုန်းဘက်ကတော့လက်ပတ်ခနှစ်ပြူပါရင်ပြင်းဦးလေတနန်းချောင်းကတက်တွေရဲ့အချားတက်မှလက်ကျန်တွေရဲ့တရင်တွေရဲ့ပေါင်းထိုးနေတာအင်အားကကက်ဖဲတုံးလို့ပြီးထိုးနေတာပေါ့သူတို့ဘက်ကစစ်ချောင်းထိုးတိုက်ခိုက်နေတော့ကိုကလည်းခုခံရင်တိုက်ခိုက်နေရတာပြည်သူတွေကိုပြောကျင်တာကအရင်ကြီးစိုးရိမ်စရာမလိုပါဘူးလို့ကျွန်တော်တို့တွေလုံးစရာရှိတာလုံးနေကြပါတယ်လို့ပြောကျင်ပါတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA မှတတိယပြင်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ် ယမန်နေ့ဇွန်လ26ရက်နေ့နောင်ချူမြို့နယ်နောင်လင်းကြီးရွာနဲ့နောင်ဖာကြီးရွာကျမ်းမှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး39လုံးနဲ့ drone ဘုံ18လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပြည်သူနေအိမ်တလုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အလားတူညံတော်ကြီးရွာတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်မှလက်နက်ကြီး31လုံးနဲ့ drone ဖြင့်ဘုံ15လုံးပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဇွန်လ25ရက်နေ့ကလည်း နောင်ချုံမြို့နယ်နောင်လင်းနောင်အောလုံဆုံနဲ့နောင်ဖာကြီးရွာတို့မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှဒရုန်းနဲ့ဘုံ၂၈လုံးလက်နက်ကြီး၆၈လုံးပစ်ကူပေးတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ညီနောင်မဟာမိတ်သုံးဘွဲ့ကငလင်တန်တင့်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်ဒုစစ်စင်မှုများကိုတဖက်သက်အပြည့်ရဲ့ကာလနောက်ထပ်တစ်လတတန်းထက်တိုးထားခြင်းမှာစစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ဒုစစ်စင်နေတဲ့အတွက်ကြောင့် နောင်ကျုံမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း TNL တရင်နှင့်ပြကြားရေးဌာနကတရင်ထုတ်ပြန်ထားပါတယ်။ထို့ကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စည်ရေးတရီအမြင့်ရှိရန်လိုအပ်ပြီးလေကြောင်းမှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းများကိုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းတော်လှန်ရေးတပ်များကအတိပေးထားပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ရန်ကုန်မြို့အင်းရံကံပေါ်မှာအသက်25နှစ်အရွယ်မောင်မြင့်မင်းခန့်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတော်ပြီး ပရဟိတနာယိကနဲ့ခေါ်ဆောင်သွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်မြို့အင်းရကံပေါ်မှာအသက်25နှစ်အရွယ်မောင်မြမင်းခန့်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတော်ပြီးပရဟိတနာယိကနဲ့ခေါ်ဆောင်သွားကြောင်းတငယ်ချင်းဖြစ်သူကပြောဆိုပါတယ်ဇွန်လ26ရက်နေ့ည7နာရီအချိန်ရန်ကုန်တိုင်းတောင်ကလာပါမြို့နယ် MS7 ရက်ကွက်မှာနေထိုင်တဲ့အသက်25နှစ်အရွယ်မောင်မြမင်းခန့်ဟာတငယ်ချင်းများနဲ့အတူရန်ကုန်မြို့ကမာရွတ်မြို့နယ်အင်းရကံပေါ်ကိုတွားရောက်ခဲ့ကြကြောင်းရင်းနောက်တငယ်ချင်းများနဲ့အဖော်ကွဲသွားချိန်မှာ အရက်ဝတ်စစ်သားတချို့ကဖမ်းဆီးသွားပြီးနာယေကနဲ့ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။ကမ်ဘောမှာလူတွေအများကြီးရှိပါတယ်။အဲ့တော့ကိုသူ့ကိုဆွဲခေါ်သွားတာအရက်ဝတ်တွင်နေပဲဆွဲခေါ်သွားပြီးတော့နာယေပရာဟိတာအယ်ဖက်ကနဲ့ခေါ်တင်သွားတာသူ့ကိုခေါ်ဆောင်သွားတဲ့အချိန်မှာပတ်ဝန်းကျင်မှာအကုန်လုံးမြင်တယ်။လူတွေအားလုံးလည်းမြင်နေရပါတယ်လို့တငယ်ချင်းဖြစ်သူကပြောဆိုပါတယ်။ရင်းနောက်မောင်မြမင်းခန့်ရဲ့တငယ်ချင်းများနဲ့ဆွေမျိုးများကရန်ကုန်တိုင်းတောင်အောင်ကလာပွားမြို့နယ်ရေစကန်းနဲ့ အမတ်စနစ်ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုတွားရောက်အကြောင်းကြားပြီးလိုက်လံရှာဖွေကြောင်းတောင်းကလပ်ပမြို့နယ်ရေစကန်ကိုလည်းမောင်မြမင်းခန့်ရောက်ရှိလာခြင်းမရှိကြောင်းရေးများရဲ့အဆိုအရစစ်မှုတန်းတပ်သားတွေစုဆောင်းသွားတဲ့သဘောဖြစ်တယ်လို့သိရှိရကြောင်းတငယ်ချင်းများကရှင်းပြပါတယ်ဂျမန်နီညပိုင်းမှာအရက်ဝတ်စစ်သားများရဲ့ဖမ်းဆီးခံရတဲ့မောင်မြမင်းခန့်မှာဖုန်းအဆက်အသွယ်လည်းမရတော့ဘဲလက်ရှိအချိန်ထိတရင်အစအနမရသေးကြောင်းတငယ်ချင်းများနဲ့ဆွေမျိုးများက မည်သည့်နေရာမှာဖမ်းဆီးထိန်းသိမ်းခံရရသည့်ကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ဖဲခုံအရှိချင်းတိုက်ပွဲမှာ PNO ဒုစစ်ဦးစီးချုပ်နေဝင်းထွန်းရဲ့တပည့်တက်ခွဲမှုနောက်ဆိုင်တည်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်အရှိတ်ချင်းတိုက်ပွဲမှာ PNO PNA ပြည်သူ့စစ်ဒုတိယစစ်ဦးစီးချုပ်နေဝင်းထွန်းရဲ့တပည့်တက်ခွဲမှုနောက်ဆိုင်အပါအဝင်တည်ဆုံးသူများနေကြောင်းဒေသခံသတင်းအမြင့်တချို့ကပြောပါတယ် ဇော်လ26ရက်နေ့ကစောင်းနှန်းခေတိုက်ပွဲမှာတက်ခွဲမှုနောက်ဆိုင်နဲ့၎င်းရဲ့နောက်လိုက်၄ဦးဟာဒရုန်းပုံထိမှန်တေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ဒီနေ့သူ့အတုပလုံမှာသူ့ရွာနောက်ကကဲမှာစောင်းနှန်းခေကနေလွယ်ပေါ်ဘက်ကိုစစ်ကြောဆက်ထိုးမဲ့အချိန်အုပ်စုလိုက်ဒရုန်းစာမိသွားတာလို့ဒေသခံစီရီတရင်အရှိမြက်ကပြောဆိုပါတယ်။နောက်ဆိုင်ရဲ့ဖခင် PNO PNA ပြည်သူ့စစ်မှဆေးရလာမှာလေ။၂၀၂၂ခုနှစ်စောင်းနှန်းခေရွာအနီးဖြစ်ပွားတဲ့တိုက်ပွဲမှာ PDF များကတူမီတနက်နဲ့ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ PNA တက်ခွဲမှုအဆင့်နောက်ဆိုင် drone ထိမှန်ပြီးဒဏ်ရာနဲ့စေကုစင်စေးရုံမှာတည်တယ်လို့သိရတယ်။သူက TRI ဘက်မှနေဝင်းထွန်းဩဇာခံအင်းလေးဒေသကပြည်သူတွေကိုဒုက္ခပေးနေတာပါလို့ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလူမှုຫນွေဦးကိုရှင်းပြပါတယ်။ဇွန်လ24ရက်နေ့ကလေရင်လက်နက်ကြီးပစ်ကိုအများအပြားသုံး၍စောင်းနှန်းခဲရွာကိုစစ်ကောင်စီနဲ့ PNO ပြည်သူစစ်တပ်ဝင်ရောက်မိရှို့ခဲ့ပါတယ်။ စစ်တပ်နဲ့ PNO PNA ပြည်သူ့စစ်တို့ပူးပေါင်း၍အင်အားတထောင်ဝန်းကျင်နဲ့ဖဲခုံအရှိတ်ကန်းရှိကြီးရွာများကိုစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းစည်ရင်တရင်အရေးမြစ်တချို့ကပြောပါတယ်။လက်ရှိစစ်ရှောင်နေရတဲ့ရွာအုပ်စုစည်ရင်များအရာစောင်းနှန်းခဲလွယ်ပေါ်နန်းပေါ်လုံးနန်းစော့ပိနေကုန်းတို့ဖြစ်ကြောင်းသိရှိရပါတယ်။ထိုရွာများမှာစစ်ရှောင်ပြည်သူ၄000ခန့်အတွက်တလားသာစားနပ်ရိက္ခာယာယီတဲဆောက်လုပ်ရန်နဲ့တကူရီတန်ရှင်းရေးသုံးပစ္စည်းများအတွက်စုစုပေါင်းအမေရိကန်ဒေါ်လာတသန်းကျော်လိုအပ်နေကြောင်း ဂရင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကနိုင်ငံတကာကိုအကူအညီတောင်းခံထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လှန်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်ဆစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေသည့်ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ